ခုတင်ဆက်ပေးမယ့်တဲ့ငါကတော့လေးရင်မမီလိုက်တာကြောင့်လေးစိတ်ပါပစ္စည်းတွေကိုဖျက်ဆီးခဲ့တဲ့သူကိုဖမ်းဆီးပေးလိုက်တဲ့တဲ့ငါဖြစ်ပါတယ်။ဆေးရမယ့်လေးရင်မမီလိုက်တာကြောင့်လေးစိတ်ထဲမှာရှိတဲ့လေးစိတ်ပါပစ္စည်းတွေကိုဖျက်ဆီးခဲ့သူတဲ့အုပ်ကိုအိုင်ယာလန်နိုင်ငံမှာဖမ်းဆီးတဲ့ငါတရားစွဲဆိုခဲ့လို့သိရပါတယ်။ ဖက်ဒရယ်တိုင်းငံခဲ့ရတဲ့သူဟာတပလီမြို့မှာရှိတဲ့လေဆဲရဲတာမင်နယ်ဝမ်းမှာကာရင်ထားတဲ့မှန်တွေနဲ့တခြားပစ္စည်းတွေကိုထုခဲပစ်စီခဲ့တဲ့အပြင်တရင်ချက်လက်တွေပြနေတဲ့ LED ပုံတွေကိုပါဖြည့်ဆည်းခဲ့တာကြောင့်လေဆဲလုံစော်ရီတွေကဖက်ဒရယ်တိုင်းငံရပဲဖြစ်ပါတယ်အခေပြစ်စီအနီမှာရှိသူတွေကဖိုက်စစ်ခံရတဲ့သူဟာသူစီရမဲ့နေရင်လေစိတ်ကနေထွက်ခွာသွားတာကြောင့်ဒေါသပါဝဲပြီးတော့ဝစ်လာတဲ့အင်ကြီးကိုချုပ်ပြီးရဟပစ္စည်းတွေနဲ့လေစိတ်ထဲမှာထွက်ပစ္စည်းမျိုးလွတ်ဆောင်ခဲ့တာဖြစ်တယ်လို့ပြောကြခဲ့ပါတယ် အခင်းဖြစ်သွားတဲ့အချိန်ဟာဒမလင်လေးစိတ်မှာခီးသွားလာတဲ့မြပြိုင်နေဖြစ်တာကြောင့်ဖက်စစ်ခရရတွေပြုံမှုတွေကြောင့်တခြားခီးသွားဧည့်သည်တွေလည်းထိနေကြကြရလို့သိရပါတယ်။အိုင်ယာလန်နိုင်ငံဥပဒေတွေရဖက်စစ်ခရရသူဟာအမြင့်ဆုံးဖြစ်တဲ့အနေနဲ့ထောင်နဲ့အတိအချမှတ်ခံရနိုင်ကြလို့သိရပါတယ်။ဒီတဲ့တော့ညီကြောင်မှာပြပူလာပါဗျ။